မကျင်နဲ့ဘူးဗျာလုံးဝမကျင်နဲ့ဘူးဗျာဂျူဗင်တက်စ်နဲ့ပွဲမှာမန်စီးရ9ဂိုးပဲတွင်းနိုင်ခဲ့တယ်တဲ့အမှန်တကယ်ဆိုဒီတက်တောင်ဂိုးတွေအများကြီးပိုတွင်းနိုင်ခဲ့တယ်လားမင်္ဂလာပါကျွန်တော်ကတော့ဗုထက်ကြည့်ပါမန်စီးတန်းနေကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီးဖန်တယောက်ပါဗျာအဲ့တော့ညကမန်စီးနဲ့ဂျူဝင်တက်စ်ပွဲကိုညီကိုတို့ကြည့်လိုက်ခဲ့ကြရလားဘလို့မြင်လဲကျွန်တော်မပြောရခင်ဘလို့မြင်လဲ ကိုမဲမှာအရင်ဆုံးတစ်ချက်လောက်ရေးလိုက်အောင်ဒီဗီဒီယိုလေးကို pause pause ပြီးမှဘလို့မြင်လဲဆိုတာအရင်ဆုံးချရေးခဲ့လိုက်အောင်ကျွန်တော်အရင်ဆုံးဖတ်ကြည့်ကြည့်โอเคကျွန်တော်စလိုက်ကြရအောင်ဗျာလို့เนาะညကမန်စတီးနဲ့ပွဲမှာ sorry ဂျူဗင်တက်နဲ့ပွဲမှာမန်စတီးကတော်တော်ကြီးကိုကောင်းတာဗျာလို့เนาะဒီခြေစွမ်းဟိုတာထိန်းထားကြည့်ကျွန်တော်မန်စတီးအတင်းအတွက်ဒီကလပ်ကပဖလားကျွန်တော်မန်စတီးအတင်းအတွက်ပဲလုံးဝပြေးမလွတ်ဘူးမန်စတီးအတင်းနဲ့ဂျူဗင်တက်အတင်းကန်နေတာကကျွန်တော်တို့ဒါ ကလေးနဲ့လူကြီးကန်နေတယ်လို့ကြီးကိုဖြစ်နေတာဗျာခြေစွမ်းအဲ့လိုကြီးကိုကွာတာဂျူဗင်ဒက်စတင်ဘာမှကိုလုံမရခဲ့ဘူးဗျာလို့နော်ရတော့တဲ့ဂိုးနှလုံးကပထမတစ်လုံးကအဲဒါဆန်လူပေးမားတာဗျာလူပေးမားတာတကယ်ဟိုရောက်ဖတ်ကိုကြောက်တိုက်လိုက်တာအဲ့မှာတကူးပြန်ပေးလိုက်ရတယ်နောက်တကူးကကြောက်ဝမ်ပိုက်ဖြစ်သွားပြီကစားသမားတွေရိုဒီယိုပါလို့နားပေးလိုက်ပြီအာပြီးတော့ကျွန်တော်နည်းနည်းလေးပော့ကစားအချလိုက်တဲ့အချိန်ကျမှတလုံးတွင်းသွားတာဗျာအဲ့လိုမျိုးရသွားတာဆိုတော့ ပေးရတဲ့ဂိုးကတော့2ဂိုးပေးလိုက်ရတယ်ဒါပေမဲ့အဲ့2ဂိုးလုံးက Juventus အတင်းအရန်ကောင်းလို့ရသွားတာမဟုတ် Man City နဲ့ပဲတက်ဆိုင်တဲ့ဂိုးတွေဗျာအဲ့လိုမျိုးလို့ပြောင်းပြောလို့ရတယ်ညကလုံးဝကစားကွက်ကအစလုံးဝထိန်းချုပ်ထားတာအဲ့မှာကျွန်တော်ကြည်လိုက်တဲ့ညီကိုတွေကတော့တည်တယ်အများကြီးမပြောတော့ဘူး Man City တင်းကဘလောက်ကောင်းလဲဆိုတာအဲ့တော့ဘာကြောင့်ကောင်းလဲဆိုတာကိုကျွန်တော်ပြောကြမယ်နံပါတ်1 Rodri Rodri ပါလာတဲ့ Man City တင်းရဲ့ကစားပုံကလုံးဝဗျာလို့နော် တို့တို့ပြင်ဒီကောင်တာတိုက်စစ်တွေကိုလည်းဒါပြန်ဟန်တားနိုင်တယ်ပြပြောမယ်ကောင်တာတိုက်စစ်မဖြစ်ခင်လေးအချိန်မှန်ကိုရိုဒရီယပါပါနဲ့နဲ့ဟန်တားနိုင်တယ်ပြီးတော့ဘောလုံး position gain ကစားတာရိုဒရီပါနေတော့ကောင်းကောင်းကြီးကစားလို့ရတယ်ရှေ့တန်းကိုကြိုက်တလောက်တိုက်စစ်စင်စင်ပြတာမပြင်းတော့ရိုဒရီကိုပြန်ပေးရိုဒရီရတိုက်စစ်စင်လို့ရတဲ့ကောင်ပေးလိုက်မယ်ဒါရိုဒရီ effect ပဲရိုဒရီပါလို့ရွှေဘောလုံးစုလေရရတာလဲလို့မေးလိုက်ပြောလိုက်ဗျာစောက်ရမ်းကောင်းလို့ရွှေဘောလုံးရတဲ့အထိ ထိုက်တန်လို့ကိုရွှေပေါ်လုံးရတာဗျာအဲ့ဒါကြောင့်မလို့မန်စီတင်းကရိုဒရီပြန်ပါလာတာနဲ့ကစားပုံကလုံးဝပြောင်းသွားတာဗျာလို့ရိုဒရီမိနစ်60ကျော်အထိကစားခဲ့တယ်အဲ့60ကျော်တုန်းမှာဂျူဗင်ဒက်စတင်လုံးဝကိုလှုပ်မရခဲ့ဘူးဘာမှကိုလှုပ်မရခဲ့ဘူးအဲ့တော့ရိုဒရီကိုကူမဲ့ရိုင်ဒါစ်ကလည်းသူလှုပ်ရမယ့်အကောင်ဆုံးအလုပ်တွေလုပ်သွားတာပဲဗျာရိုဒရီတို့ဒါရိုဒရီစီကဘောလုံးလက်ခံနေပြီးတော့ဘောလုံးပေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ တိုက်စစ်ကိုကျွန်တော်ဒီဘက်ကတောင်မန်ကစားရမရင်းနဲ့တွဲဖက်ပြီးတော့လိုက်ကစားတယ်ရိုင်းဒါကိုရရလိုက်တာလည်းရွှေပဲဗျာလို့နော်တကယ်ရွှေပဲပြီးရင်နောက်ထပ်ကစားရမတယောက်အဲ့နိုရီဘယ်နောက်ခံနေရာကတော့စိတ်ချလိုက်တော့စိတ်ကိုမပူတော့နဲ့အိုရိုင်လီရှိတယ်အဲ့နိုရီရှိတယ်အဲ့နိုရီကတော့ပထမဦးစားပေးဖြတ်လိုက်မယ်အိုရိုင်လီကလည်းကျွန်တော်တို့ခြေစွမ်းခြေစားခေတဲ့ကောင်မဟုတ်ဘူးအဲ့တော့ကျွန်တော်ဘယ်နောက်ဘယ်နောက်ခံလူနေရာအတွက်ကတော့စိတ်မပူတော့နဲ့ပြီးရပါပြီလို့လာမှတ်လိုက်တော့ဒီရီဘယ်နောက်ခံလူနေရာအတွက်ကအိုရိုင်လီရှိတယ်အဲ့နိုရီရှိတယ် အဲ့နှကောင်မကစားနိုင်တော့ကျွန်တော်ကဘာဒီရောရှိသေးရဆိုတော့စိတ်ကိုပူစရာမလိုတော့ဘယ်တော့ခန်းနေရတော့လုံးဝကြာလို့နော်ပထမတကူကကျွန်တော်တို့ဒိုကူအဒါလေးဒီဘက်ကကျွန်တော်အိတ်နိုရီယာပေးလိုက်တယ်ဗျာအိတ်နိုရီပေးပြီးတော့ guard ဆိုတစ်ချက်ဒီဘက်ကဂျူဗင်တက်စ်နောက်ခံကစားရမှာကလူးလူးကိုခောက်ပြီးတော့ဒိန်းဆို goal တွေတွန်းလိုက်တယ် goal တယ်အဲ့တော့နောက်တစ်လုံးကကြာတော့ကျွန်တော်တို့ဒါ Juventus အတင်းက OG ပေါ့နော်ဒီဘက်က Nunes ဖြတ်တင်ပေါ်ပေးပို့လိုက်တာဒါ ကလူလူပဲကလူလူပဲလုံးဝဂိုးတဲ့ကိုသူကပိတ်နှံပေးလိုက်တာကျွန်တော်မန်စီတန်ပိတ်ပြန်ကစားတော့မှမရှိဘူးအဲ့ဒါဒုတိယတလုံး 2C 2-1နဲ့ကျွန်တော်နိုင်နေပြီအဲ့နဲ့2-1နဲ့ပဲကျွန်တော်ပြီးသွားတယ်ဗျာဒုတိယပိုင်းကျတော့ကျွန်တော်တို့ဒါတုံးကိုမြောက်အလုံးကိုတော့ကျွန်တော်တို့ဒါဘဒူတွင်းတာပါလေဟာလန်လားမသိဘူးဗျာဟာလန်တွင်းတော်ရင်အာ၄ကိုမြောက်ကိုကျတော့ကျွန်တော်တို့ဒါဖူတယ်၅ကိုမြောက်ကိုကျတော့စာပင်ညူ အဲ့တော့ဟာလန်တွင်းတော်တာလည်းကျွန်တော်တို့ရိုးရိုးရှင်းရှင်းလေးပဲ newness ဖြတ်တင်ပေါ်ပေးလိုက်တာဟာလန်ဒိန်းဆိုထိန်းထုံးရှိတဲ့ဂိုးတွေဝင်သွားတာဖိုရန်လုံးကြတော့ဆာဗီညိုတကူကောင်မဆန်တော့ပြတ်တာတာဗျာဒါဟာလန်နဲ့ဖိုရန်တွဲလုံးကနေတဆင့်ဒါနည်းနည်းဒါဖိုရန်ပိတ်လိုက်တာဗျာပိတ်တာမမီဘူးအဲ့ဒါဆာဗီညိုစီရောက်တယ်ဆာဗီညိုရောက်ပြီးတော့ဆာဗီညိုကဂိုရမောက်ကိုွက်ခနဲ့လိန်လိုက်ပြီးတော့သူကန်ရုံပဲဂိုးပေါက်ပဲကျန်တော့တယ်ဒါပေမဲ့သူမကန်ဘူးဖိုရန်နီးနေပြတော့ဖိုရန်ကန်ကွင်ပေးလိုက်တယ်ဒါကကျွန်တော်တို့ဒါလုံးဝ အတင်းသားတွေကြာစီလုံးမှုကိုပြတာဗျာငါဂိုးတွင်းမှရမယ်ဒါငါကြောင်ရရဆိုတာစမျိုးစိတ်မရှိဘူးလုံးဝပေးတွင်းလိုက်တာအဲ့တော့အဲ့လိုပေးတွင်းလိုက်လို့ဒီကောင်ဂိုးမြောက်လာဆိုတော့နောက်ဆုံးတလုံးလှမှလှပြာလို့နော်အေရတိတ်ကနေပြီးတော့ဒိန်းဆိုကန်လိုက်တာဂျူဝင်တက်ဂိုးမတ်လူလေးပဲငေးကြည့်နေလူလေး အော်ဂူလာပြီဒါမျိုးလေးပဲကြည့်လဲတာကြာလို့နော်လောမမိုက်တာလောမအဲ့ဂူကလည်းကျွန်တော်တောင်းကန်ပေါ်ကန်တာလားမသိဘူးဗျာကန်တယ်ပြီးတော့ဂန်ဒိုကန်ပြန်ချပြီးဟာလန်ပိတ်တယ်ထိပြီးတော့ကျွန်တော်ပြန်ရှန်ထွက်သွားတယ်ရှန်ထွက်သွားတဲ့အချိန်မှာစာပြင်ညိုကဒိန်းကနေကန်လိုက်တာဂူရမဗျာတကယ်ဂူရမငုတ်တုတ်မေ့ဆိုတာဒါမျိုးပဲပြောတာအဲ့ဂူရမလည်းကောင်းတယ်နော်ညာကျွန်တော်တို့တော်တော်ကောင်းတယ်အဲ့တော့ဒါလောက်ကောင်းတဲ့ဂူရမတော့ဒီလိုလေးငေးကြည့်နေတာလုံးဝစာပြင်ညိုကန်လိုက်တာဘားလေးကိုထိပြီးတော့ဒိန်းဆိုဂူဝင်တော့ပါပဲအဲ့မှာကျွန်တော်တို့ဒါပွဲပြီးကန်ပြီးတော့ တို့ Dubin Test အတင်းကဒါ Blaho Pit တလုံးကစ်သွားတယ်ဗောနော်ဒါလုံးလူကျွန်မီမှတ်တာလူမကျွန်သွားဘူးဗောနော်ဘူရီယာပြန်ချက်တဲ့အချိန်မှာအဲ့တော့မှတ်နေကြဆိုညငါးခုတော့တော့ဒီတမကကူပူရတယ်နာဟာလဲလဲကျွန်တော်တို့ဒါနည်းနည်းသူပိတ်တာနည်းနည်းတလုံးညံ့သွားတယ်ဗျာနည်းနည်းလေးလူသွားတယ်ချိန်သားကြိုက်မသွားအဲ့တလုံးပြီးရင် check key အဲ့တလုံးလည်းမကူသွားပြန်ဘူးပြီးရင်ကျွန်တော်ဂူရမကဝယ်လိုက်လို့ကျွန်တော်တချို့ဒီမာမုစကန်နဲ့အလုံးနေတို့အော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Rinders can နဲ့လုံးနေတို့အဲ့အဲ့မျိုးတွေဗျာကျွန်တော် group မှာကောင်းလို့လဲကျွန်တော်ဒီတက်ကိုမပြတ်ခဲ့တာဗျာဒါပေမဲ့ Chucky ကတော့ Haaland ခင်းပစ်လိုက်တာနောက်ဆုံးကျွန်တော်တို့ဒါ6-9မြောက်လုံးကျွန်တော် 9B ထင်တာ goal မတော်လိုက်ဘူးအမှန်တကယ်ဆိုဒီတက်ပူ goal တွင်းနေတာ Chucky နဲ့ goal ရခဲ့တယ်နာဒါပေမဲ့အပြစ်တော့မပြောပါဘူးဒါကတော့သူဒီကနေပြီးအတွေ့အကြုံယူလိမ့်မယ်ဗျာဒီတက်ပူပြီးတော့ goal ပြတ်ခဲ့တဲ့ Man City တင်းက9 goal ပဲရတော့ကျွန်တော်ဘယ်ကြည်နဲ့မလဲဗျာเนาะအဲ့တော့ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦး 老龙，及时就买的。